လူရွှင်ရွှင်ဆုံးပြောရင်တစ်ဖက်နဲ့တစ်ဖက်တိုက်ကြတဲ့ခါမှာတစ်ဖက်တည်းကိုအပြုတ်တိုက်ပြလိုက်တဲ့အထိတစ်ဖက်ဖက်ကိုအပြုတ်တိုက်ပြလိုက်တဲ့အထိတိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဥမာတက်မတော်ကိုအပြုတ်တိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ဘူးโอเคအဲ့ဆိုရင်တက်မတော်ကျန်တဲ့လက်နက်ကိုဖို့ပြီးအပြုတ်တိုက်မှလားမင်းတိုက်ဖို့ဖြစ်နိုင်ရင်တော့တိုက်လို့မဖြစ်ဘူးဒါပေမဲ့ तू အားမလို့အားမရဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေပါသွားဆော့ပေးတာသွားဆော့ပေးလို့ထတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွေရတယ်စစ်တက်ကပဲတိုက်ရမှာကျော်မျိုးမင်းပါမှာမဟုတ်ဘူးအဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူး ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင် RCSS ကဒီနေ့ဟိုအနေနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့ကြောင်ထုတ်တယ်အဲ့ဒီ NCA ဆယ်နှစ်ပြည့်နဲ့ပတ်သက်ထုတ်ပြန်ကြောင်ထုတ်ပါတယ်ခါတော့တီးပီးသားဖြစ်မလားတော့မသိဘူးအဲ့တော့ဗာလဲဆိုတော့ NCA ဆယ်နှစ်ပြည့်က NCA အောက်ပါ under general ကြောင်ပေါ့ဗျာ အဲစီကောကြောင့် NGO ရွေရွေတိုင်းမအောင်မြင်နေခဲ့တာဖြစ်တယ်ပေါ့ဆိုရင်ယူမထားရတဲ့မဆောင်ရနိုင်တာပေါ့နော်။သူကပြန်ဖတ်ပြန်မယ်ဗျာ။အားနေချက်နဲ့စင်ကုန်များကြောင်းနဲ့အောက်ပါအားနေချက်စင်ကုန်များကြောင်းနဲ့ NGO ကောင်းတဲ့ပေါ်ချင်းကိုယူမထားသည့်အတိုင်းမဆောင်ရနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဆိုသူပြောတယ်။အဲ့ဒါပါဆိုတစ်ချက်ကနှစ်ဦးနှစ်ဖက်ကြာယုံကြည်မှုမတည်ဆောက်နိုင်ခြင်းနဲ့နှစ်ချက်ကနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့်သဘောဆောင်ချက်အတိုင်းအကောင့်ထဲမှာပေါ်နိုင်ခြင်းနဲ့သုံးချက်က2008ဖွဲ့စည်းခြင်းဦးရောက်ရရှိအောက်ရောက်ရှိရအတွက်အစိုးရက EO များ PRP ကိုလွှတ်ဆောင်စီခြင်းနဲ့လေးချက်ကတက်မတော်ကတိုက်ပြီးအာဏာထိန်းချုပ်လိုက်တဲ့အတွက် ရင်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့ခြင်းတဲ့ဒီအချက်တွေကြောင့်ဒီကုဏ္ဏပြောလဲဆိုတော့ NCA အကောင့်တွေဖော်ခြင်းကိုယူမှန်းထားတဲ့အတိုင်းမမဆောင်ရနိုင်ခင်ရင်းစုသူတို့ပြောတယ်တချိန်နဲ့မှာပဲအကြံပြုချက်ပေါ့ဗျာအကြံပြုချက်ကတော့တပ်မတော်အနေနဲ့တဲ့ EO တွေနဲ့ယုံကြည်မှုတရားချင်းကိုပြန်လည်ဖော်ဆောင်ခြင်းတဲ့ဆွေးနွေးပွဲအဆင့်1မှာတပ်မတော် EO များဆွေးနွေးပြီးတော့သဘောတူညီချက်များဥစွာရယူခြင်းအဆင့်1မှာနိုင်ငံရေးပါတီများကပါဝင်တက်ပြီးသုံးဝင်ဆိုင်ဆွေးနွေးပွဲပြုလုပ်ခြင်းနော်နောက်တစ်ခုကနံပါတ်3ချက်ဆွေးနွေးပွဲကိုနိုင်ငံတကာသိသိများပါဝင်တက်ရောက်စေခြင်းနော်နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Federal Mu ကိုအထူးကရပြီးဆွေးနွေးခြင်း နိုင်ငံဆွေးနွေးပွဲမှာရရှိလာသည့်သဘောတူညီချက်ကိုလွှတ်တော်တို့တင်သွင်းရေးဥပဒေဖြင့်တည်ပြီးပြန်ရန်ခြင်းတဲ့ဆိုတော့သူကဒီလိုအကြံပြုထားတယ်ဆိုတော့ RCS ကလူတွေက "तू ကဒါ तू ကသူ့တစ်ဖက်တည်းက तू ထုတ်ပြန်တာ तू ဘက်ကထုတ်ပြန်တော့ तू မှန်တာပေါ့ဗျာ तू ကထုတ်ပြန်တော့ तू မှန်လို့ပဲပြောမှာပဲ"โอเคတက်မတော်ဘက်ကပြောစရာမရှိဘူးထင်ပါလားကျွန်တော်တို့ပြည်သူတွေကပြောစရာမရှိဘူးထင်ပါလား RCS ထုတ်ပြန်တယ်ထုတ်ပြချက်ကရာနှုန်းပြည့်မှန်တယ်လို့ကျွန်တော်ယုံကြည်ရမှာလား RCS ထုတ်ပြန်တာရာနှုန်းပြည့်မှန်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်ဆိုရင်ရောလက်ခံမယ်ထင်လားပုံမှန်လည်းပြောရင် RCS ရဲ့အထုတ်ပြန်ချက်ကရာနှုန်းပြည့် အားလုံးလိုက်လို့ပေးရမယ်အလုပ်လို့ကျွန်တော်မယုံကြည်ဘူး तू ထုတ်ပြန်တာကလည်းရှင်းရှင်းပြောရင်တော့ तू ထုတ်ပြန်တဲ့ချက်သားလည်းဖြစ်တယ် तू ထုတ်ပြန်ရကျွန်တော်တို့တိုင်းပြည်ရတိဆောက်မှာမဟုတ်ပါဘူးအဲ့တော့ RCS ကတိဆောက်တဲ့တိုင်းပြည်မဟုတ်ပါဘူးတိုင်းပြည်ကိုကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးတိုင်းသားတက်တိုင်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတက်မလို့တော့အစိုးရတက်သည့်နားလေသူတွေပညာရှင်တွေအကုန်လုံးပူးပေါင်းပါဝင်ဒီတိုင်းပြည်ကံကြမ္မာကိုဆုံးဖြတ်ရတာ RCS ကထုတ်ပြန်ချက်တိုင်းလိုက်လို့ရမယ်ဆိုတော့ပြောရမလို့ဘယ်ရမလဲဗျာသူတို့ထုတ်ချက်ဆိုကျွန်တော်လည်း RCS ရဲ့ RCS စီရင်နဲ့အချိုးပြင်ရန်ဆိုပြီးကျွန်တော်ကစာထုတ်မှာပေါ့ကျွန်တော်လည်းအဲ့ဒါဆိုသူဘာပြောမလဲဆိုတော့တခါကျရင် လူတွေကဘာဖြစ်နေလဲဆိုတော့ကိုယ်အဖွဲ့အစည်းတစ်ခုဘက်ကနေပဲစဉ်းစားပြီးပြောကြတယ်အဲ့တော့ငင်းချိုင်း forensic NCA forensic ကိုဖိုဆယ်နှစ်ပြည့်ကိုခင်ဗျာဥရစက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဥရစက်ကဘာလဲဆိုတော့ထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလောက်ထားတယ်ခင်ဗျာစဉ်းစားကြည့်ဦးဥရစက်ကိုထိုင်းကဘာဥရစက်ကိုဘာပေးထားလဲထိုင်းကသူကိုယ်တိုင်သိတယ်ထိုင်းကဘလို့နေရာဘူးပေးထားလဲကျွန်တော်သိတယ်ကျွန်တော်တို့သိတယ်ဒါကြရင်လေဟိုကျွန်တော်ကြည့်ကြည့်ပြီးတော့စိတ်ချမှာပဲဆိုတော့ဒီလူတွေကကိုကိုကိုတော့အကောင်သူများကိုလက်ညှိုးထိုးဖို့ကြတော့ထိတ်ဆုံးသွား တော့သူတို့ထုတ်ပြန်ထားတဲ့အတိုင်းဆိုကဲနှစ်ဖက်ကြားမှာယုံကြည်မှုတည်ဆောက်နိုင်ခြင်းနဲ့ယုံကြည်မှုတည်ဆောက်ခြင်းဆိုတာကဟုတ်ပြီသူကိုယ်တိုင်အောင်ယုံကြည်မှုပေးနိုင်ရလားသူကိုယ်တိုင်အောင်ယုံကြည်ရတယ်လို့ဖြစ်ရလားဆိုတော့မိကိုကျွန်တော်ပြန်မိရမှာနောက်တစ်ခါနှုတ်နှစ်ဖက်သဘောဆိုင်တဲ့ကောင်တယ်မပေါ်နိုင်ခြင်းနဲ့ကောင်တယ်မပေါ်နိုင်ခြင်းဆိုတဲ့နေရာမှာအကောင့်တွေပေါ်ခြင်းကိစ္စတွေကလင်မယားနဲ့ယောက်ျားတော့တချို့ကိစ္စတွေလုံးလို့မရတယ်အများကြီးရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေအပြစ်ထိုင်ပြောလို့တော့မရဘူးပေါ့ဗျာနောက်စောင့်ချဖွဲ့စည်းပုံရောက်ဖို့အတွက်တော့အစစောင့်မျိုးစုံပေါ်သူပြောနေတာကြည့်တော့တိုင်းပြည်ရဲ့တပ်မတော်တိုင်းပြည်အာဏာထိန်းလိုက်တဲ့အတွက်ငင်းချမ်းကြီးလုံငန်းစီရပ်တန့်သွားတယ် အာနာထိန်လိုက်ရင်းရက်သွားတယ်လို့သူကပြောတယ်โอเคအခုတက်မတော်ကူဆွနေနေတာပဲအဲ့တော့ငင်းချင်းလုပ်ငန်းတွေဆက်သွားနေတာ NCA ကိုင်းဆက်သွားနေတာအခုကြာမှထပြီးတော့ဗာကြောင်လို့တော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခုကသူလုံးတင်တာတော့ EO တွေနဲ့တက်မတော်ကယုံကြည်မှုပြန်လေးတိစောက်ဖို့ဆိုအခုအလုပ်နေတယ်ဒါပေမဲ့ RCSS ကတေချာခေါင်းဆောင်ပိုင်းမလာဘူးမလာဘူးနော်အဲ့တော့ဆွနေဝဲအစ်စ်တင်မှာတက်မတော်နဲ့ EO ဆွနေပါတဲ့သဘောတူရရပြီးတော့မှအစ်စ်နဲ့ကြာမှတိုင်ငယ်တိုင်ငယ်ပါတီတွေပါပါတယ်ဩလက်နက်ကိုင်းထားတဲ့သဘုံတွေနဲ့တက်မတော်ရင်ဆွနေသဘုံကြီးယူပြီးမှနိုင်ငံရေးပါတီတွေပါဆိုတော့ မသိရင်ပဲဒီပုံတွေကနံပါတ်1နိုင်ငံရေးပါတီကနံပါတ်2အဲ့လိုလုပ်ရမှာလားတကယ်တော့ပွန့်လိုက်ပြန် all inclusive ဆိုရင်အကုန်ပါမှာရှင်းရှင်းလေးအကုန်ပါမှာအဲ့တော့သူကဘာဖြစ်လဲဆိုတော့တမတော်နဲ့ဘာကြိတ်ပြီးကြံညင်လို့တမတော်စီကဘာကြိတ်ပြီးတောင်းညင်လို့လဲတော့ကျွန်တော်မသိဘူး ASEAN စအုပ်စုပေါ့နော်ဆိုတော့စသဖြင့်ပေါ့ဗျာသူတို့ပြောနေတာလေးကြည့်ပြီးတော့သူတို့ကဒီ NCA နဲ့ဒီဆွေးနွေးပွဲတွေကိုသူကနည်းနည်းလေးဟိုဝေလဲဝေပန်းခြင်းနဲ့ဝေလဲဝေပန်းရဲ့ဝေလဲချောင်းပန်းနဲ့တော့ပြောသွားတယ်ဒါပေမဲ့ပြောရင်ဗျာဟိုပြောရင်တော့ဟိုထောက်ခံအားပေးခြင်းထက်လုထာမျိုးမလုပ်ဖ ೇನೆ ူကနည်းနည်းလေးကြောင်ကြောင်ကြားကြားလေးထားလို့တဲ့သဘောမျိုးတွေ့ရတယ်။ NUG PDF နဲ့ဆွေးနွေးဖို့ဆိုတဲ့ကိစ္စမျိုးတွေ။ Okay ဆွေးနွေးဖို့ဆိုတာမျိုးပြောနေ NUG ကလည်းဘလို့ဖြစ်နေလဲဆိုတော့ဒီဘက်ကအဖြူဆိုဟိုဘက်ကအမဲသူတို့နိုင်နေပြီထင်ပြီးတော့စွတ်ပြီးတော့တိုက်မယ်ဆိုတော့ဟောဒီဘက်ကအမဲဆိုသူကပြန်ဖြူအဲ့လိုပက်လက်ရိုက်နေတော့ဘလို့လုံးမလဲပေါ့ဒါပေမဲ့ကာလာတစ်ခုရောက်ရင်သေချာတာကတော့ဆွေးနွေးဝဲဝဲထိုင်ရမှာအချင်းရောက်ရင်ဆွေးနွေးဖို့ထိုင်ကျင်တဲ့လူကရောက်ကိုရောက်လာလိမ့်မယ်အဲ့ရောက်တဲ့အခါဆက်ဆွေးနွေးပြီးဆက်သွားဒီလိုပုံစံမျိုးကျွန်တော်တို့ပြောကြရတယ်ပေါ့နော်ဆိုတော့ PDF EO ရဲ့ကိစ္စတွေအဲ့ဒီကိစ္စတွေမှာလည်းကျွန်တော် တောင်တန်းနဲ့ပြည်မှာနှစ်ချမ်းကွာရတယ်ပြည်မှာအုပ်စုတွေကတွားရင်းနဲ့အဲ့မှာအင်းအားတွေဖြစ်လာပြီးတော့ကောင်းနေထားပြီးတော့လုံးကြတယ်စသဖြင့်ပေါ့ဗျာဒါမျိုးတွေပြောကြတယ်ပြီးတော့ဒီကိုပိုင်းအကျိုးစီးပွားတွေပေါ့အဲ့အကျိုးစီးပွားတွေကြောင့်တိုက်ပြရခုမဖြစ်တင်တာရှောက်ဖြစ်ရတယ်ဆိုတာမျိုးတွေတိုက်ပြီး infra ထိတဲ့ကိစ္စတွေဒါကြီးကျွန်တော်ကျွန်တော်တို့ဟောဖြစ်ကြတယ်ပေါ့နော်နောက်တစ်ခုကရိုးရှင်းရိုးရှင်းဆုံးပြောရင်တစ်ဖက်နဲ့တစ်ဖက်တိုက်ကြတဲ့ခါမှာတစ်ဖက်တည်းကိုအပြုတ်တိုက်ပြလိုက်တဲ့အထိတစ်ဖက်ဖက်ကိုအပြုတ်တိုက်ပြလိုက်တဲ့အထိတိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဥမာတက်မတော်ကိုအပြုတ်တိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး ါလုံးဝမဖြစ်နိုင်ဘူး okay အဲ့ဆိုရင်တက်မတော်ကျွန်တော်လက်နက်ကိုဖွင့်ပြီးအယူတိုက်မလာမင်းတိုက်ဖို့ဖြစ်နိုင်ရင်တော့တိုက်လို့မဖြစ်ဘူးအဲ့ဒါကိုတက်မတော်နားလေလက်ကင်ထားတယ်တိုက်ပလိုက်လို့ရတယ်အပြုတ်တိုက်ပလိုက်လို့ရရတယ်ဆိုရင်တော့တိုက်လို့မဖြစ်ဘူးသူအဲ့ဒါကိုတက်ကလက်ကင်ထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်နိုင်ငံသားတွေဖြစ်နေကိုယ်တိုင်ရင်သာကိုယ်နိုင်ငံသားတွေဖြစ်နေတဲ့ခါဒီလက်နက်ကင်သဘုံတွေလည်းကိုယ်တိုင်ရင်သာနိုင်ငံသားတွေဖြစ်တယ်အဲ့တော့အပြုတ်တိုက်ပြမယ်ဆိုရင်တော့အဲ့ဒီအပြုတ်တိုက်လိုက်လို့ရှိရင်ဖြစ်သွားမယ်နောက်ဆက်တွဲရတဲ့ကြောင့်မဖြစ်ဘူးတိုက်လို့မဖြစ်ဘူးအဲ့တော့မတိုက်ဘူး တတိုင်ရင်းနဲ့ညှိမယ်တိုင်ရင်းနဲ့ဆူနေမယ်တိုင်ရင်းနဲ့ဆူနေမယ်ဆူနေနဲ့တိုင်မယ်ဒီလိုနဲ့ပဲဖြည်းဖြည်းချင်းရအောင်ဆွတ်ခေါ်ပြီးတော့တိုင်ပြီဆက်လက်တိစောက်ကြဖို့အကုန်လုံးပါကြဖို့ပေါ့နော်ပြီးတော့အဲ့တော်မျိုးစဉ်းစားကြတဲ့သဘောမျိုးတွေဖြစ်တယ်ပေါ့နော်ဒါတွေကနှစ်ဖက်သလုံးစစ်ပန်းလာတဲ့တနေ့နေ့တော့ရောက်လာနိုင်တယ်အဲ့ဒီနေ့ကိုကြာရင်တော့ဒါဆူနေကြပြီတိုင်ပင်ချရမယ်ဆိုတာမျိုးတွေကျွန်တော်တို့ပြောကြတယ်ပေါ့နော်ဟိုဟာလေးပြောချင်လို့ရဒီ2021အရေးခင်မှာအဲသဘုံကောင်းဆုံးထားတာပေါ့နော်သဘုံကောင်းဆုံးထားတယ်ပီဒီအက်တွေလည်းပေါ်လာတယ်အဲ့မှာကျွန်တော်တက်မတော်နဲ့တော်တော်လေးတိုက်ရတယ် ဒါပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်။နောက်ပိုင်းတက်မတော်ကအသာစီးရလာတယ်။အခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထောက်ရောက်သွားပြီ။ဆိုတော့အဲ့ဒီအချိန်မှာဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိရလက်နဲ့ကိုင်ဒီနှစ်ဖွဲ့ကဒီစီပဲဗျသူတို့ကအဲ့ဘက်မှာတိုက်ပွဲမဖြစ်အောင်သူတို့မျောမြင်ကြီးစွာနဲ့နေတယ်တမတော်နဲ့ထိတိုက်ရင်ဆိုင်ချင်းမလုပ်ဘူးဟလာ SSPP ကတဖွဲ့ ဟလာဟိုဘက်ကနေဟလာဝါဘက်ကနေလက်နဲ့တွေယူလာပြီးတော့ပိုးဂွေုံဖြတ်ပြီးတော့ဟို KNTF ဘက်ကိုကြရားဘက်ကိုသွားပို့တာလမ်းမှာတိုက်ပွဲဖြစ်လို့ပို့ပြည်သူစစ်ကတင်းလိုက်တဲ့လက်နဲ့တွေရှိတယ်ဒီဖြစ်စရာလွယ်ပြီးတော့ကျန်တာမရှိဘူးသူတို့ကထဲထဲဝင်မပါဘူးဒီ2017အခင်းအချင်းမှာသူတို့ကတပ်မတော်နဲ့ထိတ်တိုက်ရင်ဆိုင်နေတိုက်ပွဲတစ်ခုမှမလုပ်ဘူးဒါသူတို့ရဲ့အမျော်မြင်ရှိတဲ့ခေါင်းဆောင်နေရှမ်းတဘုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြရမယ် မျောမြင်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ KIA ဆိုလဲ KIA KIA ဆိုလဲ KNU အဲဟိုက EA ဆိုလဲ EA ဒါအမျောမြင်မရှိတဲ့ခေါင်းတွေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီနော်ခုဆိုလို့ရှိရင်ဗျာကဲအဲ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောကတမျိုးပြီးတမျိုးပြန်သိမ်းနေတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲဒါတွေသိမ်းတဲ့ခါမှာ SSPP ရဲ့အဲဒါဟိုကျွန်တော်တို့စစ်ကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်။ ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူးတမတော်အဲရှမ်းတောင်တို့ရှမ်းအစီတို့မှာအေဂျင့်နေဗျာအေဂျင့်နေဒါသူတို့ရဲ့အပြောင်းပြင်ရှိရအဲ့ဒါကိုကြော်မျိုးမြန်သွားဝေဖန်တယ်ဟာရွက်စစ်ကြီးရတယ်ရိုးရီယာနိုင်ငံသားခံယူထားပြီးတော့ဘာဖြစ်ချင်တာလဲဘာတွေပြောတယ် NCO ဘာတွေဝေဖန်တယ်ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ် तू မြင်သူပြောမှာပဲ तू မြင်သူပြောမှာ तू မြင်သူပြောပိုင်ခွင့်ရှိတယ်အဲ့ तू မှာအေဂျင့်နေသူ့နဲ့မြင်မှာ तू အေးချအောင်မျောမြင်ရှိရှိနဲ့ तू ထိမ့်သိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့ तू အားမလို့အားမရဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေပါသွားဆော့ပေးနေသွားဆော့ပေးလို့ထားတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွေရဲစစ်တက်ကပဲတက်ရမှာကျော်မျိုးမပါမှာမဟုတ်ဘူးအဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူးတကယ်တက်ရမှာတက်မတော်ပဲအဲ့လိုမျိုးသွားပြီးတော့ဟိုနှစ်ပေးတပြားအုံနောက်နေပေါ့နော်သွားပြီးတော့ဆော့တာမျိုးဟိုအစီအစစ်ကောင်းဆောင်ဟိုလာဥရွတ်စစ်ကိုသွားကျွန်တော်ဥရွတ်စစ်ဆိုတာကျွန်တော်ဟိုဟိုမင်းမှာကျွန်တော် 65ခုနှစ်ကျွန်တော်တို့တွားပြီးတော့ဟိုသူတို့နယ်မြေကိုတွားပြီးတော့ကျွန်တော်တို့လက်နက်တွေဖြုတ်သိမ်းကြတဲ့ကကျွန်တော်တို့နဲ့ခင်နေကြဒီလူတွေကဟိုဟိုစစ်မျက်နှာမဖွင့်တာကတော်တော်အမျိုးမြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာကျွန်တော်လေးစားပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်